အကယ်၍တဲကခရစ်တိုနဲ့ပတ်သက်ပြီးတော့ခရစ်တိုဆိုတာဘာလဲဘယ်လိုလေ့လာရမလဲဘာအကျိုးရမလဲပြီးတော့ဖုန်းထဲလုပ်လို့ရလားဆိုတော့ရှာဖွေနေရဆိုရင်တော့ဒီဗီဒီယိုကတင်တော့ဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်ရအောင်ခရစ်တိုကခရစ်တိုကာရန်စီရဲ့အတူကောက်ပြောတာပါအဲ့ဒါ digital currency တမျိုးဖြစ်ပြီးတော့ bank fancy တခုရဲ့လောက်အောင်မှလည်းမရှိဘူးအစိုးရရဲ့လောက်အောင်မှလည်းမရှိဘဲနဲ့ blockchain ဆိုတဲ့ technology ပေါ်မူတည်ပြီးတော့တည်ဆောက်ထားတာဖြစ်ပါအဲဥပမာပြောရရင်လူတိုင်းသိလောက်မဲ့ bitcoin ethereum stable coin အဲ့ဒါတွေကလည်းခရစ်တိုတမျိုးပါပဲ ဆိုတော့ခရစ်တိုရဲ့တမိုင်းကြောင်းကိုပြန်သွားလိုက်ရအောင်လားဟုတ်ရင်2008ကာလတွေမှာအမည်မသိလူတယောက်ဟာဘေးကွက် white paper peer to peer electronic gas system ဆိုတဲ့စာတမ်းတစ်ခုကိုထုတ်ဝေခဲ့ပါတယ်ဘေးကွက်ရဲ့အဆက်ဆက်ထွက်တော့ဆိုရင်တော့အလကားနီးပါပါပဲ2010အကုန်လုံးမှာဘေးကွက်ကဒေါ်လာ0.3ဒေါ်လာစခဲ့တာဖြစ်ပါတယ်ဒါပေမဲ့2025မှာတော့ဘေးကွက်ဟာ US ဒေါ်လာတသိန်းနီးပါးကိုဖြစ်ခဲ့ပါတယ် ဘေးကွက်အကြောင်းဒီလောက်နဲ့ရပ်ပါရစေအကယ်၍တင်ကဘေးကွက်အကြောင်းစိတ်ဝင်စားရဆိုရင်တော့ channel လေးကို subscribe လုပ်ပေးတော့ပါဦးဘေးကွက်နဲ့ပတ်သက်ပြီးတော့ content တွေထပ်လုပ်ပေးပါမလို့ဒီ video ကိုချိန်နဲ့တက်ရင်လည်း like လုပ်ပေးပြီး share သွားဖို့တော့တိုက်တွန်းလိုက်ပါတယ်ကဲနောက်တစ်ခုကတော့ဘေးကွက်ထောက်ဖို့ရှုပ်တဲ့ Italian ဖြစ်ပါတယ်ဒီ video မှာ Italian အကြောင်းကိုတော့နည်းနည်းရှင်းရှင်းလေးပြောမှာဖြစ်ပါတယ် ်ပီတာရီယာကို2013ခုနှစ်မှာဗီတလစ်ဘူဒရန်ဆိုတဲ့ဘဲကဖန်တီးခဲ့ရပါအဲဘဲကအခြေတော်မဟုတ်ပါဘူးသူကဘဲကွိုင်မဂဇင်းရဲ့ဖောင်ဒါတယောက်လည်းဖြစ်ပါတယ်သူက2013မှာအီတာရီယာ white paper ကိုရေးခဲ့ရဖြစ်ပါတယ်2015မှာ main အဖြစ်နဲ့လည်း official ထုတ်ခဲ့ပါတယ်ဒီ video မှာဘဲကွိုင်အကြောင်းအများကြီးမပြောတော့နောက်ထပ်ဗီဒီယိုတွေထပ်လုပ်ဖို့အစီအစဉ်ရှိလို့ပါဒါပေမဲ့အီတာရီယာအကြောင်းတော့နည်းနည်းထပ်ချက်ပြရစေ အီတာလီယန်ဘလော့ချိန်းကဘလော့လောက်လုပ်တယ်ဘစ်ကွိုင်းနဲ့တူပေမဲ့မတူတာကအီတာလီယန်ဘလော့ချိန်းမှာ smart contract ပါတာပါပဲ smart contract ဆိုတာအရှင်းဆုံးပြောရရင်စာချုပ်ပါကိုတက်မှတ်ထားတဲ့စီကံစကလုံးတိုင်းတာဝန် UI ပုံစံအောင်မှာ auto လုပ်ပေးတဲ့ code တွေဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုရင်ပုံမှန်ဆိုရင်တင်ကအပြင်မှာအိမ်တစ်လုံးရောင်းမယ်ဆိုရင်တင်ကပွဲစားတွေကိုဆက်သွယ်ရမယ်ရှေ့နေရတဲ့စာချုပ်တွေချက်ဝအဲ့ဒါတွေလိုအပ်ပါတယ်တင်ဝင်မယ်ဆိုရင်အဲ့လိုပဲလုပ်ရပါတယ် ဒါပေမဲ့ smart contract မှာတော့ရှေ့နေရပွဲသားတွေအစားကုတ်တွေဘောတွေကစီမံပြီးတော့ချုပ်ဆိုပေးတာဖြစ်ပါတယ်။အဲ့ဒီ smart contract အတွက် RAM data ကတော့ EVM လို့ခေါ်တဲ့ Ethereum Virtual Machine ဖြစ်ပါတယ်။အရှင်းဆုံးပြောရမယ်ဆိုရင် EVM က wall computer တစ်လုံးလိုပါပဲ။ပြီးတော့ Ethereum ကငွေလဲငွေချေလုပ်တယ်ဆိုရင် gas fee လေးပေးရပါတယ်။ gas fee အနေနဲ့ပေးရတဲ့ Ether ETH လို့ခေါ်တဲ့ဟာလေးက Ethereum blockchain မှာတုံးတဲ့ native coin တစ်ခုဖြစ်ပါတယ် ETH နဲ့ပတ်စပ်ရှာလို့ရလားဆိုရင်တော့ yes ရပါတယ်ဈေးသားချိန်မှာဝယ်ဈေးသားချိန်မှာရောင်းပြီးတော့တစ်ထည်လောက်ဖြစ်ပြီပေါ့ဗျာဟာစတာပါအမှန်အဲ့လိုနီးနဲ့ရှာလို့ရပေမဲ့လည်းထင်တယ်လို့ကြီးမလွယ်ကူနေပါဘူး။တင်းအနေနဲ့ chat reading တွေကိုတေချာလေ့လာထားတဲ့ပါတယ်။ crypto ဆိုတဲ့အတိုင်းပဲစထွက်တဲ့ကာလတွေမှာဆိုရင်ပိုဆိုပတ်ဆက်ကိုဈေးကျပါတယ်။ဒါပေမဲ့လည်းအချိန်တစ်ခုရောက်ပြီဆိုရင်ဈေးကတေအောင်မြောက်တတ်ပါတယ်။ဒီလိုပဲ Ethereum ကလည်းပထမ1ဒေါ်လာနီးပါးလောက်ပဲဈေးရှိရဆိုပေမဲ့ အခုကာလတွေမှာအီတာလီယာရဲ့ဈေးကဒေါ်လာ2500 3000နီးပါးကိုကတ်နေပါပြီ။အီတာလီယာ smart control တွေဘယ်လိုအလုပ်လုပ်လဲဆိုတာလေ့လာရင်တော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ဒီဗီဒီယိုမှာတော့အချင်းချုပ်ပဲပြောပြထားတာဖြစ်ပြီးတော့အကဲတင်းကထပ်ပြီးတော့သိကျင်နေတယ်ဆိုရင် crypto bama channel လေးကို subscribe လုပ်တာပဲဖြစ်ဖြစ် like လုပ်တာပဲဖြစ်ဖြစ်ကျွန်တော်ကို support တွေပေးဝါလို့ရပါတယ်။အဲ့တော့ပါပဲကျွန်တော်ဘက်ကထပ်တင်ဖို့အားရှိမှာဖြစ်ပါတယ်။တင်ကအီတာလီယံကိုလေ့လာခြင်းနဲ့ဆိုရင်ဒါမှမဟုတ်ပတ်စံရှာခြင်းနဲ့ဆိုရင်ဖုန်းနဲ့လုပ်လို့ရလားမင်းရင်တော့ yes ရပါတယ်။ ဘယ်လိုလုပ်လို့ရလဲဆိုရင်တော့အဲကျွန်တော်အခုတော့ပြောခဲ့သလိုပဲ buy and hold အနေနဲ့လည်းလုပ်လို့ရပါတယ်အဲ့ဒါတွေတော့လိုအပ်တာကတော့ bias okh coin based တို့လို exchange app တွေလိုအပ်ပါတယ်အဲ့ဒါတွေကလည်း mobile မှာအသုံးပြုလို့ရတာမဟုတ်လို့ဖုန်းတစ်လုံးထဲနဲ့တည်းလေ့လာလို့ရပါတယ်အဲပြီးတော့ chat reading တွေလည်းတည်ထားဖို့လိုပါသေးတယ်အဲ့ဒါမှဈေးအနေနဲ့အတက်ကြတွေကိုတိလိုက်မှာမဟုတ်လို့ပါနောက်တစ်ခုရှိပါသေးတယ်အဲ့ဒါကတော့ staking ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ် ethereum က proof of stake ဖြစ်တဲ့အတွက်ကိုယ့်ရဲ့ Ethereum ကိုလော့လောက်တိုက်တာနဲ့ Network Verify ခဲ့သွားမှာဖြစ်ပါတယ်ပြန်ရလာတော့ Staking Reward လို့ခေါ်တဲ့အသိုးတွေဖြစ်ပါတယ်တနည်းကို400ဂိုင်းတော့ကနေ600ဂိုင်းနေကောက်ကိုရပါတယ် Binance Lido Rocket Pool တို့မှာ Stake Ethereum လောက်လို့ရပါတယ်ကိုယ်က Ethereum ရှိဖို့တော့လိုအပ်ပါတယ်မြန်မာနိုင်ငံမှာတော့ ETH ဝယ်မယ်ဆိုရင် Trust Seller တွေအများကြီးရှိပါတယ်အဲ့ဒါတွေတော့ line ပေါ်မှာရှာလို့ရပါတယ်ပြီးတော့ NFT တွေရောင်းမယ် airdrop testnet test တွေလုပ်မယ်အဲ့ဒါတွေနဲ့လည်းငွေရှာလို့ရပါတယ်အဲ့ ါတော့နောက်ဗီဒီယိုတွေမှာကျွန်တော်ပြောပြပေးပါပါအီတာရီယာအเจ้าကိုတော့ဒီလောက်ပါပဲ